လုံးမဲမင်္ဂလာပါရှင်အခုကြည့်ပေးမယ် reading လေးကတော့ဒါ only short reading လေးပေါ့เนาะအမ sorry အကကလေးတွေဆွဲထားပြီးတယ်ဟိုဘာလဲဆိုတော့ ace လား nice လားเนาะအဲ့တော့ ace ကိုမျောအောင်ပါလား nice ကိုပဲဒါကိုရှာရောမှာလားဆိုတော့ခေါင်းစဉ်လေးပေါ့เนาะဒါလေးညနေသိကျင်နေဆိုရင်တော့ဒီမှာပိုင်လေးနှစ်ခုပေးထားတယ်အဲ့ဒါလေးကိုရွေးကြည့်လိုက်ဒါလေးကတော့ထုံးစံတိုင်းပိုင်1ပေါ့เนาะဒါလေးကတော့ပိုင်2အဲ့တော့

ပေါ့နော်ပြောမယ်ဆိုရင်တော့မမြင်ရတဲ့လောက်ကတော့ x ကိုကတော့မေးလိုက်ပါတကယ်မကောင်းကွာပြောမယ်ဆိုရင်ကိုကိုကိုပဲအကောင်းဆုံးပေါ့နော်ဒါပြပြတတနဲ့ရှေ့ဆက်နော်ဒီ x ကပြောမယ်ဆိုရင်တော့ဒီတချို့တွေဆိုရင် third party situation မှာတော့ရှိနေတယ် third party မှာရှိနေတဲ့သူတွေကကြတော့ကွာဒီသူ့အနေနဲ့အဲ့ဒီ third party ကနေလေရုံထွက်နိုင်တဲ့ energy မျိုးလည်းမရှိဘူးအဲ့တော့ကိုကိုကိုပဲတံပိုးထားပြီးတော့ကိုကိုကိုပဲအာရုံစိုက်ဖို့ ဥပဒါကို healing လေးတွေလုပ်ပြီးတော့စူးစမ်းပြီးတော့နေပေးပါတဲ့เนาะအဓိကတော့ကိုပြတ်သားဖို့ပဲလိုတယ်ကိုပြတ်သားရင်ဘာမဆိုကိုရှေ့ဆက်လို့ရတယ်เนาะအဓိကမျောမျောလင်းလို့မရတော့တဲ့ပေါ့เนาะ energy တွေရှိနေပေါ့ပြောမှဆိုတော့မျောလင်းလို့မရတော့ဆိုတော့မကောင်းတဲ့ energy ပေါ့เนาะကောင်းမှာမကောင်းမှာဟုတ်တယ်မလားအဲ့ဆိုတာမကောင်းဘူးလေเนาะ ိုတချို့တချို့ကျတော့လည်းကောင်းတဲ့ဟို energy တွေရှိပါတယ်ဟိုအချိန်လေးအကြောင်းမျိုးကြောင့်လည်းခွဲသွားရတယ်ဆိုရင်ဒီလိုမျိုးကွာတည်တယ်မလားနော်နောက်တစ်ယောက်နဲ့ဖောက်ပြန်သွားပြီးတော့ဒီလိုမျိုးနောက်တစ်ယောက်မှာတော့မကားတဲ့သွားပြီးတော့တဲတဲလို့ပိတ်မိနေပါတယ်ဆိုမှတော့ဘယ်လိုလုပ်မြော်လင်းနေတော့မှာတော့နော်တော့ကိုယ့်အတွက်အချစ်တစ်အချစ်တစ်ရောက်လာလိမ့်မယ်ဟုတ်ပြီလားနော်ဒီအချစ်တစ်ကိုပဲဒါဘာပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်အနေနဲ့ manifest ဖို့လိုအပ်တယ် ကိုဘွားမှာတကယ်ကောင်းမွန်တဲ့ချစ်ချင်းမေတ္တာတွေရောက်ရှိလာဖို့ပဲညလေးမှာအဲ့ဒါကိုပဲဒါဟို manifest လေးတွေလုပ်ကြည့်ပါတော့မှာအကြံပေးခြင်း ਨੇ ဒါ short reading ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီလောက်ပဲမှပြောမယ်เนาะအဲ့တော့ ace la next la ဆိုရင်တော့ပိုင်ဝန်းလေးတွေအတွက် new love new energy လေးကိုပို့ပြီးတော့ဒါမြင်ရပါတယ်လို့เนาะဒါ ace ကတော့ပြောမယ်ဆိုရင်တော့ energy သိပ်မကောင်းဒါတော့ဒီလို energy နဲ့ကန့်ညီတဲ့သူတွေရှိတယ်ဆိုရင်ပြောတာပေါ့နော်ကန့်ညီတဲ့သူတွေအတွက်ပါအဲ့တော့ပိုင်ဝန်းလေးတွေအတွက်ပြီးပါပြီเนาะ တော့ပိုင်တူးလေးတွေမင်္ဂလာပါပိုင်တူးလေးတွေအတွက် x လား next လားကြည့်တဲ့အချိန်မှာအာပိုင်တူးလေးတွေအဆင်မပြေနေတာမျိုးတွေတွေ့နေရရနော်ပင်မနေရတယ်နော်ကျင်နေရတယ်ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုတစ္ဆာဖောက်သွားတယ်နောက်ကြောင်းသားနဲ့ထိုးရတဲ့ပုံစံမျိုးဖြစ်ရမျိုးတွေကြုံခဲ့ရတယ်အဲ့အတွက်ကြောင့်နာကျင်နေရဆိုတော့ sorry x လား next လားဆိုရင်တော့အမကတော့ဒီ hg ကတော့အဆင်မပြေဘူးဒီ hg ရောက်နာကျင်ရမှာပြင်မရမှာပဲရှိတယ် เนาะบาลุเลยสอโกปอเนาะยัดเสร็จตัวได้โกตะเก้โหติสาปอกตัวได้ energy မျိုးကြီးကိုတွေးနေရတယ်။ sorry အဲ့အတွက်ကြောင့်ကိုယ်အနေနဲ့တော်တော်လေးကိုပင်ပန်းခက်ခဲဆင်းရဲတချို့ဆိုအလုတ်ပြက်အကင်ပြက်တွေပါဖြစ်တဲ့ ठी ကိုပင်ပန်းသွားရတဲ့ energy တွေကိုလည်းမြင်နေရတဲ့အခါကျတော့လीမကောင်းဘူးပေါ့နော်။ အဲ့တော့ extra လည်းမကောင်းဘူးเนาะဒါ next energy လားဆိုရင်တော့လောလောဆယ်ဆယ်မှာတော့အမ next energy လည်းတိတ်မမြင်သေးဘူးပေါ့เนาะဒါပေမဲ့တခုရှိတာကတော့ x လား next လားဆိုရင်တော့ x ကိုတော့မယွေးနဲ့အမြောင်းလေးနဲ့တော့ next ကိုပဲဒါကိုမျောလင်းလို့ရတယ် new energy new left ကိုပဲကိုက welcome လုပ်လို့ရတယ်ခေါ့ဒါပေမဲ့လောလောဆယ်ဆယ်မှာတော့ကိုယ့်ဘာသာကိုယ်လေးပဲနေပါချိန်တန်ရင်သူ့အနေနဲ့သူ့ new energy new left တွေကရောက်လာလိမ့်မယ်တခုရှိတာအဲ့ဒီ hg ကတော့ဒီမှာနည်းနည်းလေးတော့ကိုယ်ကလာချောင်းနေတာတွေ့ရတယ်เนาะအဲ့ဒါဒီတော့သတိထားကောင်းသောချောင်းခြင်းတော့မဟုတ်ကိုဘာတွေလုံနေလဲဘာတွေဖြစ်နေလဲအာသူမရှိတော့ကိုဘာတွေများဟိုကဖြစ်နေလဲကြည်ကွဲနေလားပြုတ်လဲနေလားလာချောင်းနေရယ်เนาะအဲ့တော့အချောင်းမခံနဲ့အချောင်းမခံလဲဆိုတော့သူလာချောင်းလဲချောင်းပေါ်ကကြည်ဘာဖြစ်လဲကိုဘာနဲ့ကိုပျော်ပျော်ကြီးနေနေတယ်ဆိုတော့ပဲပြပေးလား နော်အဲ့လိုမျိုးပြပေးရခြင်းအကြောင်းရင်းကလည်းနေ့ုံကမခံခြင်းစိတ်နဲ့ပြပေးတာမျိုးမဟုတ်ပဲနဲ့ဟိုတမင်ပြောတာမျိုးမဟုတ်ဘဲနဲ့တကယ်ဟိုပေါ့နော်ကို့အနေနဲ့ပျော်ရှင်ရတယ်ဆိုတော့ energy မျိုးရအောင်စူးစမ်းပေးပါအမကတော့အဲ့လိုပဲပြောခြင်းနဲ့နော်အဲ့တော့ဒလောဆဆယ်မှာတော့တယောက်တစ်ပဲခဏနေပါအောင်အဲ ace ကိုလည်းအတက်နိုင်ဆုံးပေါ့နော်ဒါမိနိုင်အောင်လို့ move on လုပ်နိုင်အောင်လို့စူးစမ်းပါကိုယ့်ကိုပျော်ရှင်အောင်နေပါနော် မကောင်းတဲ့သူတွေ့တဲ့အချိန်တွေကုန်ခံပါနဲ့လို့ပြောချင်ပါတယ်เนาะအဲ့တော့ only short reading ပဲဖြစ်လဲအတွက်ကြောင့် ဲ h နဲ့ nase လာဆိုရင်တော့လောလောဆယ်ဆယ် h ကတော့မမျောလင်းနဲ့တော့လောလောဆယ်ဆယ်တော့ nase ကိုလည်းခဏနေအောင်ကိုကိုကို healing ရင်လုပ်ပြီးတော့ကိုယ့်ဘာကိုတယောက်တည်းအရင်နေပါအောင်လို့ပြောချင်ပါတယ်နော်နောက်ခေါက် reading လေးကြတော့လည်းထပ်ပြီးတော့နောက်ထောင်ကြည့်ဖို့ဘယ်လိုမျိုးလေးဒီကိုအတွက်ဒါအဖြေတွေထွက်လာအောင်မလဲဆိုတာဟုတ်ပြီလားနော်အဲ့တော့ကိုယ်လို့နားထောင်ပေးတဲ့အတွက်ကျေးဇူးများရှိတင်ပါတယ် short reading လေးပဲမို့လို့ဒီလောက်နဲ့ရလိုက်ပါတော့မယ်နော်ကျေးဇူးပါ